သမန်ပုဂ္ဂိုလ်တွေရဲ့စိတ်လောကလူသားအများတို့ရဲ့စိတ်ကိုတဘာဝတရားများကလှိစားထားတတ်တယ်ထို့လှိစားထားသည့်အတွက်ကြောင့်လောကလူသားတွေဟာဆင်းရဲဒုက္ခကိုပင် ချမ်းသာဒုက္ခလို့ထင်ကြကြတာယာဆရာမကောင်းတဲ့အရာကိုပင်တာယာပွဲဖြစ်မှတ်ထင်ကြတယ် ချစ်ခင်စရာမကောင်းတဲ့အရာကိုပဲချစ်ခင်တယ်ချစ်ခင်စရာလို့ဒီလိုမှတ်ထင်ပြီးတော့အထင်နေလွဲပြီးကိုကျိုးနေကြရတယ်တာဟာသဘာဝတရားတွေကလူသားတွေရဲ့စိတ်ကိုလှည့်စားထားလို့ဒီလိုဖြစ်ရတာဝိပ္ပန္နသာ7ပါးလို့ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာ အစမကနေလွဲမှားပီောမှမှရင်ရင်ထင်မြင်ယူဆချက်တွေ12မျိုးရှိတယ်12မျိုးတိကနေ12ပြောလို့ရှိရင် မှတ်ရခက်ကောင်းခက်လိမ့်မယ်မှတ်ဖို့လိုတာက3နဲ့4ကို မှတ်လိုက်ရင်ရပါတယ်ဘာဖြစ်လို့လဲဆိုရင်3 4လီ12မော်လား3မျိုးတစ်ခါ4မျိုးတစ်ခါမှတ်လိုက်လို့ရှိရင်3 4လီ12ဖြစ်သွားတဲ့အတွက်ကြောင့်မှတ်လို့လွယ်လိမ့်မယ်နော် အဲ့တော့လိစားခံရလို့လူရဲစိတ်ထဲမှာအမှန်မမြင်မဲနဲ့အမှားမြင်နေတာအဲ့ဒါလို့လိစားခံရခြင်းအကြောင်းလိစားခံရတဲ့အချက်ကဘယ်နှမျိုးရှိလဲဆိုရင်၄မျိုးရှိတယ်တဲ့ပါလဲလို့ဆိုရင်အစစ်အမှန်ကမမြဲဘူးဒါပေမဲ့မြဲတယ်လို့ထင်နေတယ်ဒါတခုမမြဲတာကိုမြဲတယ်လို့ထင်မှားနေတယ် ဒါတခုနော်ဆင်းရဲတာကို ချမ်းသာတယ်လို့ထင်မှားတာကတခုအဆိုးမရတာကိုအဆိုးရတယ်လို့ထင်မှားနေတာကတခုဆိုးရတယ်ဆိုတာကိုယ်လူကြဖြစ်တာမဖြစ်တာပြောနော်ကိုကိုယ်တိုင်းအဆိုးမရတဲ့အရာကိုအဆိုးရတယ်လို့ထင်မှားနေတာကတခု မလတာကိုလှတယ်မတင့်တယ်တာကိုတင့်တယ်တယ်လို့ထင်မှားနေတာကတစ်ခုဆိုဘယ်နှခုလဲလေးခုအဲ့ဒီလေးခုကိုမှတ်မိရင်ခုနက၄၃နီစနစ်စနစ်ခုတီးဖို့ရလွယ်သွားပြီเนาะကဲလေးခုမှတ်ပြီလို့ရှင်၃ခုမှတ်ရမယ်၃ခုမှတ်တာကဘာလို့ဆိုရင်အတိမာခြင်း စိတ်ထဲကတည်တဲ့အတိမှားခြင်းတစ်ခုအမှတ်မှားခြင်းတစ်ခုအမြင်မှားခြင်းတစ်ခုအတိမှားခြင်းကို ပါဠိလိုစိတ်တဝိပ္ပန္နတအတိမှားခြင်းအမှတ်မှားခြင်းဆိုတာတင်ညာဝိပ္ပန္နတအမြင်မှားခြင်းဆိုတာဒိဋ္ဌိဝိပ္ပန္နတဩဒီ၃မျိုးနဲ့ခုနက၄မျိုး လေးသုံးနီပေါင်းလိုက်တဲ့အခါကျတော့အမြောက်လိုက်တဲ့အခါကျတော့12မျိုးဖြစ်သွားတယ်ဟော12မျိုးဖြစ်သွားအဲ့ဒါကိုဝိပ္ပန္နတာ12ပါဝိပ္ပန္နလာတာဆိုတာဖော့ဖော့ပြန်ပြန်တွေးထင်နေတာတဲ့အမှန်မြင်တာမဟုတ်ဘူးတလွဲမြင်နေတာ ဖြစ်နေတာက တခြားမြင်နေတာကတခြား illusion လို့ခေါ်တယ်တကယ်တဘာဝအစစ်မှန်ကိုမမြင်ဘူး hallucination လို့လည်းပြန်ကြတယ်ဝိပ္ပန္နတာ hallucination တို့ perversion တို့အင်္ဂလိပ်လိုပြန်တဲ့အခါကျ hallucination ဆိုတာဒီစကလုံးကိုဘယ်လိုနေရာမှာ သုံးလို့ဆိုရင်အရက်မူးလို့အရက်ကြောင်းနေတဲ့လူပါမရှိတာတွေမဟုတ်တာတွေမြင်နေတတ်တယ်သူမရှိတာမဟုတ်တာတွေကိုမြင်ပြီးတော့ကြောင်ပြီးတော့ဟိုပြောဒီပြောပြောနေတယ်တနည်းအားဖြင့်တော့တခဏတာများယူသွတ်သွားခြင်းပဲပေါ့လောကလူတွေဟာ ပုထုဇဏောဥမတကောလို့ဆိုတဲ့အတိုင်းတဘာဝတရားတွေလှည့်စားမှုခံနေကြသည့်အတွက်ကြောင့်အမှတ်မြင်မှုဆိုတော့တော်တော်ခဲနေတာတဘာဝတရားတွေကလှည့်စားထားတယ်မမြဲတဲ့တဘာဝတရားကစင်စစ်ပြပြဖြစ်နေသောအဖြစ်သူကမြဲတယ်လို့လူတွေရဲ့စိတ်ထဲမှာအတိမှားသွားတယ်အမှတ်မှားသွားတယ်အယူမှားသွားတယ်ဟောအမှားသုံးမျိုးတွတ်တွေ့ပြန်တယ်ဟုတ်ကဲ့ ဆင်းရဲနေတဲ့အရာကိုပဲတစ်ခါတစ်ခါကျေနပ်စရာချမ်းသာစရာချမ်းသာတဲ့အရာလို့အတိမှားတယ်အမှတ်မှားတယ်အမြင်မှားတယ်ကိုအစိုးမရတဲ့အရာကိုပဲအစိုးရတယ်လို့ရံပယံခါအတိမှားတယ်အမှတ်မှားတယ်အမြင်မှားတယ်မတင့်တယ်တာကိုပဲတင့်တယ်တယ်လို့ အတိမားတဲ့အမြင်မားတဲ့အမှတ်မားတဲ့အမှတ်မားတဲ့အမြင်မားတဲ့သုံးခုသုံးခုစီသုံးခုစီလေးသုံးဤဆက်နှစ်ဒါကိုဝိပ္ပန္နတာ12ပါလို့ပြောတာနော်အဲ့ဒီဝိပ္ပန္နတာ12ပါလှီစားခံရမှုဟာဘယ်ချိန်ကျမှပျောက်တုံဆိုရဟန္တာဖြစ်မှာပျောက်ပုရုဇဉ်မှာဆိုရင်တော့မပြောနဲ့အပြည့်ရှိတယ်သောတာပန်မှာတချို့ရှိသေးတယ်သက္ကရာကမှာတချို့ရှိသေးတယ်နာဂမှာတချို့ရှိသေးတယ် ယန္တာဖြစ်ပြီဆိုလို့ရှိရင်လှိစားခံရမှုတွေပျောက်သွားပြီ